အဲ့တော့အမေရိကန်ကလက်တွေလည်းပြပြီးသွားပြီ။သူတကယ်လှုပ်ချင်ရင်တကယ်စောတာ။အားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ။နေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အရေးတော်ပုံအောင်ရမည်။စေအားနာရှင်စနစ်ကြာရှုံးရမည်။ thank you အောင်ပွဲတွေအောင်ပွဲတွေရနေတယ်ဗောနော်ဒီစကိုင်းတိုင်းမှာရှိတဲ့ဒီကျွန်တော်တို့ဒီဒေါ်လာရေးတပ်ဖွဲ့တွေကဒီစစ်ကြောင်းတစ်ကြောင်းကိုဂျာပြတ်တိုက်ခိုက်လိုက်တာနော်အခုကျွန်တော်တို့ PDF တွေရဲ့အစွမ်းကတာစစ်ကြောင်းတွေကိုတော့ဟိုဘယ်လိုပြောမလဲစစ်ကြောင်းလိုက်ချိန်မုံနိုင်တဲ့အဆင့်ကိုရောက်လာပြီဒီ viewer မူပါဝင်90ကျော်ကြာဆုံးတယ်လို့ပြောတယ်စစ်တုပ်ပန်းတွေလည်းအများကြီးဖမ်းမိတယ်ဗောနော်ဒီစစ်တပ်နဲ့တရားနဲ့ ယူဇော်တီတရားပါတဲ့စစ်ကြောင်းကိုဝိုင်းစော်ထဲလိုက်တာအဲ့တော့တိုးတက်လာတယ်လို့ပြောရမှာပေါ့နော်တခါလာရှိုးမှလည်းဒီလာရှိုးမှလည်းဒီဒီစကားမတွေကလာရှိုးမျိုးပြင်မှာရှိတဲ့ကိုကန့်တွေကိုစုပ်ခိုင်းတာကနေကိုကန့်တွေကမစုပ်ပေးဘူးဆိုပြီးတော့စည်ရင်တင်မာမှုတွေဖြစ်နေကြပြီအဲ့တော့ကြည်ရတာကိုကန့်နဲ့စကားမရင်လည်းပြန်တိုက်တော့မယ့်သဘောရှိတယ်အဲ့တော့လာရှိုးပပလည်းဝိုင်းထားတာလေနော်အဲ့တော့ အဲ့ဒါလေအဲ့ဒါလေဒီကောင်းတဲ့ဖြစ်စဉ်တစ်ခုပါကျွန်တော်တို့ပြည်သူတွေရဲ့တုတ်ပြန်မှုကိုကိုးကန့်နေလဲကြားမှာပဲเนาะဘလောင်နေလဲကြားမှာပဲအဲသူတို့လည်းတောက်တခေါင်ခေါက်တဲ့နေမှာပဲအဲ့တော့သူတို့လည်းပြန်လုံမဲ့သဘောရှိတယ်အဲ့တော့စက်စကားမကသာလာရှိုးမှာဒီဒီလာရှိုးမှာရှိတဲ့ဒီမြောင်းလိုက်တက်တွေကကိုးကန့်ကပပလဲဝိုင်းလာတာဟိုရှိရှိပြောဟိုင်း ကိုကန့်ကအချိန်မီပြန်ယူလို့ရတာပေါ့နော်အဲ့တော့ကိုကန့်နေရဲ့ရက်တီချက်တွေကိုလည်းဒါစိတ်ရည်နေတာရပြောရင်တော်တော်လေးကိုချိန်နေကောင်းတာပေါ့နော်တခါတောင်ပိုင်းတိုင်းတရင်သာကြီးမှာလဲမောတောင်မှာရှိတဲ့နေဆက်စကန်ကိုကျွန်တော်တို့ KNU KNL ကကရင်တပ်မတော်ကတင်လိုက်နိုင်တယ်ဆိုပြီးတော့တရင်နေတက်နေပြီပေါ့နော် တခါကြားဖြန့်ကိစ္စကြားဖြန့်ကိစ္စကလည်းစိတ်ဝင်စားဖို့ကောင်းပါလေနော်အမေရိကန်နိုင်ငံသားတွေမှာတော့လိန်တာပြောချင်တာကသူတို့ကလိန်စရာရှားလို့အမေရိကန်နိုင်ငံသားတွေရဲ့ပတ်စံတွေကဘီလီယံမနေ့ကတနေ့တည်းအမေရိကန်နိုင်ငံက10ဘီလီယံလောက်အလိန်ခံလိုက်ရတယ်ပြောတယ် ပြောချင်တာကဗျာဒီကြားဖြန့်လုပ်နေတဲ့လူတွေပေါ့နော်သူတို့ပြောသလိုသူတို့စာမတတ်ပါဘူးလို့သူတို့ပြောပြောတဲ့အတိုင်းပဲတကယ်စာမတတ်တာဗျာဒီနည်းပညာတွေကဒီအနောက်နိုင်ငံတွေအမေရိကန်ကထွင်ထားတာလေသိလားအဲ့တော့သူတို့သူတို့နည်းပညာနဲ့အင်တာနက်ဆက်ကြောင်လာလိမ့်ရင်ဘယ်ရလိမ့်နေလဲဘယ်ရလာလဲလိမ့်လို့မှမရတာဗျာနော်ဟိုပြောချင်တာကနောက်ဆုံးဒီ source ကိုလိုက်လိုက်ရင်ပေါ့သူတို့ပြောနေတဲ့ อินเทอร์เน็ตပေါ့เนาะဒီอินเทอร์เน็ตဆက်ကြောင်းကိုလိုက်လိုက်ဒီ source ကဘယ်ကဘယ်ကလာလဲဆိုတာပေါ်နေတယ်ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန့်တွေကလည်းဒီဒီသူတို့ရဲ့ကြားဖြန့်ခေါင်ချုပ်ခေါ်မှာပေါ့เนาะကျွန်တော်တို့မြန်မာပြည်မှာဟိုခြေသဘောတရားနဲ့ပြောမယ်ဆိုရင်နှလုံးထီသုံးလုံးထီနဲ့ပြောမယ်ဒိုင်ချုပ်ပေါ့ကြားဖြန့်ဒိုင်ချုပ်ကနေပြီးတော့ကမင်းအောင်ခိုင်လीအဲ့တော့သူတို့ကငါတို့ကဘာကြီးကိုဘယ်သူမှဂယူမဆိုင်ဘူးဆိုပြီးတော့ပေါ်တင်တနေရာတွေကနေပေါ်တင်လုပ်နေကြတာ အဲ့တော့အနောက်နိုင်ငံတွေမှာရှိတဲ့လိန်တဲ့လူတွေကနေရပုံပြီးတော့လိန်ပြေးရတာဘာလို့လဲဆိုတော့ဒီမှာရှိတဲ့ဒီ cyber security လို့ခေါ်တဲ့အစိုးရရဲ့တံပြန်ဒီ cyber လုံခြုံရေးအဖွဲ့တွေကဘယ်နေရာလာလဲဆိုတော့ source ကို light တာ light ပြီးတော့အဲ့ဒီနိုင်ငံတွေ light ဖမ်းတာဒါကကဘာပေါ်မှာဖြစ်နေတာကြားလာပြီဒါပေမဲ့မြန်မာနိုင်ငံမှာရှိတဲ့ဒီခေါင်ချုပ်ပေါ့နော်ဒီဒိုင်ချုပ်ကြီးတို့ကဟိုကဘာအကြောင်းလဲနားမလဲ ဘာလဲနားမလဲပဲနဲ့သူတို့ကနေရာရှိရင်အင်တာနက်ရှိရင်လှုပ်စားလို့ရပြီလူတွေဖမ်းထည့်ပြီးတော့ခိုင်းစားလို့ရပြီတကဘာလုံးကိုရှောက်လိန်တော့အများဆုံးလိန်ခံရတာလေအမေရိကန်ကဖြစ်နေတယ်အမေရိကန်7ဘီလီယံလောက်ပါသွားပြီပေါ့ပြောတော့အမေရိကန်အစိုးရကဗျာသူတာနုကိုလာရိုက်တော့ဘဲခံမလဲဗျာသူအချိုးစီးပွားလေအဲ့တော့ဒီဒီစကမတော့ကဘလောက်ထိညံမရှိဘူးလဲဆိုရင် မစင်စားတာပေါ့နော်သူတို့ကိုအကြံပေးတဲ့လူတွေလည်းမလို့ပြောလဲမသိဘူးအမေရိကန်ကိုဒီမပါပါအောင်သွဲသွင်းနေတယ်အဲ့တော့သူတို့ကတရုတ်ကို မပါပါအောင်ဆွဲသွင်းတာလည်းလုပ်ခဲ့တာပြီပြီဒါပေမဲ့အမေရိကန်ကိုဒီသူတို့သူတို့ကိုလာပြီးတော့သတိမထားမိအောင်ထားမိအောင်အမေရိကန်ကိုဒီပွဲတဲကိုဒီကွင်းတဲကိုဒီစီးဝိုင်းတဲကိုဒီကစားပွဲတဲကိုဟိုမပါပါလောင်သွားပြီးရန်သက်စားတယ် ဲ့ဒီထဲမှာမှအမေရိကန်ကအမေရိကန်မှာကလည်းလက်ရှိရှိနေတဲ့သမ္မတကလည်းဆက်ဆက်တိမခံ။ तू ကမာနလည်းအရင်ကြီးတယ်။ तू ကလည်း तू ကလည်းဟိုဘယ်လိုပြောမလဲစီးတွေစီးကန်းတွေတိတ်ပြီးတော့လိုက်နာတာမဟုတ်ဘူး။ကျွန်တော်တို့ပြောတဲ့ norm တွေပါတယ်။အဲရူအော်လော်တွေတိတ်ကူးဆိုင်တဲ့လူမဟုတ်ဘူး။ तू ပြောချင်တာပြောသူလှုပ်ချင်တာလှုပ်နေတာ။အဲ့တော့အဲ့ဒီလူနဲ့သတွေ့တဲ့ခါကျတော့အခုသူတို့ပြားတုပ်ပြီးခေါ်မှာပေါ့နော်။ပြားတုပ်ပြီးခေါ်မှာပေါ့။ဘာကြောင့်လဲဆိုတော့ အမေရိကန်နိုင်ငံဝင်မှသွားပြီးတော့အမေရိကန်နိုင်ငံပတ်စံအောင်သွားလိမ့်နေတာဗျသူတို့အဆင့်ကကဘာပေါ်မှာဟိုဘယ်လိုပြောမလဲဟိုပြည်တွင်းမှာရှိတဲ့ကျွန်တော်တို့ပါကဖတွေကိုမနိုင်တဲ့လူတွေလေးနော်အော်ပြည်တွင်းမှာရှိတဲ့ပါကဖတွေကိုတော့သူတို့မနိုင်တာဗျာမနည်းတနည်းမှာတနက်ကင်တဲ့လူတော့မနိုင်တာဗျာအဲ့တော့ဟိုဟိုပါကဖတွေဟိုဟိုကအရန်တော်တာကိုပြောနေတာအဲ့တော့ပြည်တွင်းမှာရှိတဲ့ပါကဖတော့မနိုင်တာဗျာ အမေရိကန်စစ်တပ်ကိုသွားပြီးစိန်သက်ခေါ်တယ်။စိန်သက်ခေါ်တော့ဟိုကအခုတကယ်တမ်းနေလန်းကာလာလုံးမယ်လဲဆိုတော့အခုပြတော့ပြီ။ဆိုလိုချင်တာကဟိုဒီ BGF တွေလည်းပါမှာပေါ့ဗျာ။သူတို့ကတော့မနေ့ကတော့သူတို့ကမဆိုင်ပါဘူးသူတို့မှနားလည်းမလဲပါဘူးသူတို့ကတော့စင်ကြီးပေးတာပေါ့ဗျာ။သူတို့ဒီမှာငရုတ်တီးပဲရှိပါတယ်။ငရုတ်တီးပဲရမှာပါငရုတ်ခင်းပဲ။ပြောချင်တာကဗျာဒီလား။ဟို အဲ့ဒီ BGF ကညီကိုတွေကိုလည်းပြောချင်တာခမရဟိုဒီသူတို့သူတို့ပြည်နယ်မှာရှိတဲ့သူတို့ဖမ်းထားတဲ့ဒီကြားဖြန့်လုပ်ငန်းမှာဖမ်းထားတဲ့လူတွေကိုပဲသူတို့ပြောချင်တာပြောလိန်ချင်တာလိန်လို့ရမယ်လေစာကမတွေလည်းပြည်တွင်းမှာရှိတဲ့လူတွေကိုပဲမြဝတီတို့ဒီ MRDV တို့ပြောချင်တာပြောလိန်လို့ရမယ်ဗျာသူကဘာကိုလိန်လို့ရမယ်ဒီပြောချင်တာကသူတို့ကိုယ်တိုင်ဤပညာနဲ့လိန်စားနေတာလေ အဲ့တော့အဲ့ဒီနီးပညာကိုတည်ထင်ထားတဲ့ဘိုးအေကြီးအမေရိကန်ကိုလိန်လို့ရမလားပြောချင်တာကအဲ့ဒီ BGF ဒီသတိသနစ်အင်တာဘင်တခါတက်တခါအစားဘာသမီးဟင်းစားတာအစားအမေရိကန်ကဆက်တလိုက်ကနေအကုန်ကြည့်လို့ရတာမကြည့်ချင်လို့မကြည့်တာပေါ့ဗျာဒါပေမဲ့ तू အာယုံစိုက်လာပြီဆိုအကုန်ကြည့်လို့ရတယ်ဖြစ်ပြနေတဲ့အရာအားလုံးကိုအကုန်သိတယ်ဘယ်နေရာမှာသူတို့ဘယ်လိုလှုပ်ရှားနေတာအစားပြီးတော့သူတို့သုံးနေတဲ့အင်တာနက်ဆက်ကြောင် ။အင်တာနက်ဆက်ကြောင်းဆိုတော့ဘယ်ရလာလဲ။ကျွန်တော်မသိလို့မေးကြည့်တာ။ဒီမင်းအွန်လိုင်းထွင်တာလား။အဲ့ဒီကနေတော့သူတို့ပြောနေပြူစောတိတွေထွင်တာလား။သူတို့ထွင်ဖို့နေနေတာဗျာအတောင်မထုတ်နိုင်တဲ့လူတွေ။အဲ့တော့ဒီနည်းပညာကဒီအနောက်နိုင်ငံဖြစ်တဲ့အမေရိကန်ကအများဆုံးထွင်ထားတာဗျာ။ဒီ software တွေကဝိမာတရုတ်ကလိုက်ခိုးတာပေါ့ဗျာ။ဒါပေမဲ့ထားပါတော့အခုတရုတ်လည်းထွင်နိုင်ပြီပေါ့။ အဲ့တော့အဲ့ဒါကိုထောက်လိုက်တာ ਨੇ ဒီဟာကဘယ်ကလာနေတယ်လဲဒီအင်တာနက်ကြီးကဂျိုတုကနေဘယ်ကနေသုံးနေတယ်ဘယ်သူ gateway ကသုံးနေတယ်ဘယ်နေရာအတိအကျကလာနေဆိုတော့သူတို့စုံစမ်းလိုက်တာ ਨੇ ဒီတယ်သူတို့မှအဲ့လောက်ကောင်းတဲ့ဤပညာရှိတယ်အဲ့တော့အမေရိကန်ကလက်တွေလည်းပြပြီးသွားပြီသူတကယ်လှုပ်ချင်ရင်တကယ်စောတာအဲ့တော့အမေရိကန်အဲ့ဒီတွေကြားကိုသွားပြီးတော့အဲ့ဒီတွေလင်းယုံကြီးသပုတ်နိုးနေတာပြောချင်တာကလိန်ပေါ့ဗျာကဘာမှမတခြားနိုင်ငံတွေကိုလိန်ပေါ့ ဥမာအင်ဒိုနီးရှားကိုလိန်ပေါ့ဗျာကြည့်ရမလားဒါပေမဲ့အင်ဒိုနီးရှားတို့ဘာလို့ကြာတော့လောဘကြီးတယ်လीဒေါ်လာသန်းနဲ့ချီဘူးဆိုတော့အင်ဒိုနီးရှားမှာတတိဘယ်တတိမှအဲ့လောက်အလိန်မခံဘူးလीဥမာကြာတော့အမေရိကန်ပြည်သူတွေမှာကကြာတော့အသက်ကြီးတဲ့အဖိုးကြီးဖွားကြီးတွေကပင်စင်နေရှိတယ်အိမ်နေရှိတယ်ရောင်းလာတဲ့ပတ်စံနေရှိတော့ဒီလိုပြောမယ်အထီးကျန်နေတဲ့ဟိုမိမဆုံးသွားတဲ့အဖိုးကြီးကိုကောင်းမလေးတယောက်နဲ့မျှပြီးတော့ဘာညာကွိကွာလို့တော့အဖိုးကြီးကလည်းစိတ်တွေပြောင်းပြီးတော့ နောက်ဆိုသူချစ်ချင်းလေးကသူ့ကိုရင်းနှီးမြှုပ်နှံကန်းလို့အဟုတ်ကြီးထိန်ပြီးသွားလုံပါသွားတာလေဒါမျိုးတွေအဲ့တော့သူတို့ကလောဘကြီးတယ်ဗျာသိတယ်မလားဟိုလိန်မလိန်တော့ဟိုခေါင်းကိုတက်လိန်တာဗောဗျာအချမ်းသာဆိုအမေရိကန်နိုင်ငံကိုတက်လိန်တော့ဟိုတယောက်တလီကတော့ပြဿနာမရှိဘူးတဖြည်းဖြည်းမျာ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 းလာတဲ့ခါကျတော့တိုင်တဲ့လူကလည်း FBI ကိုတိုင်ကြပြီလေအဲ့တော့ FBI မှာဒီ case ကများများများလာတော့နောက်ဆိုသူတို့ cyber security နဲ့ light ကို light တဲ့ခါကျတော့ဒီ source ကဘယ်ရလာနေလဲ ကေကေပတ်ကလာတယ်ရှင်းနေတဲ့ကိစ္စကြီးဘယ်ကလာနေလဲသူတို့ပြောနေတဲ့ရွှေကုတ်ကလာတယ်အချိလိုက်တဲ့ခါကျတော့လေအင်းမစောင့်နေတဲ့ဟာကိုသူတို့ဆက်တလိုက်ကိုချိန်လိုက်တာပေါ့ဗျာလွယ်လွယ်လေးဆက်တလိုက်ကိုချိန်လိုက်တဲ့ခါအေးစောင့်နေတဲ့လူတွေကလေ DGB ဒီစိတ်တွေနဲ့ BGF ဒီစိတ်တွေနဲ့အင်းမရှိတဲ့ခေါင်းဆောင်တွေမိမဘယ်နှစ်ယောက်ယူထားတယ်ဒီနေ့ဘာသမင်းဟင်းနဲ့စားတယ်အင်သာဘယ်နှစ်ခါတက်တယ် ကအစားသူတို့ရဲ့ DNA အစုံလူကြီးမျိုးတို့အားလုံးကြားပူမှာပါရုရှားသမ္မတပူတင်ကရုရှားသမ္မတပူတင်ကဒီတခြားနိုင်ငံတွေကိုတွက်လေရင်သူအင်သာတက်တဲ့သူ့ရဲ့မစင်အားစပြန်ယူသွားတယ်။ဘာကြောင့်လဲ DNA စစ်ခံရမှာဆိုလို့ဒုတိယမဟုတ် သူ့မှာဘာယောဂရှိလဲဆိုတာအဲ့သူ့မစင်ကနေပြီးတော့လုံပါဆိုလို့သူ့မစင်ကအစသူ့နိုင်ငံပြန်သေးတယ်ဂျွန်နီလေးကောင်းမဲ့သမ္မတအိုဘားမားလက်ထက်တုန်းကသမ္မတအိုဘားမား UK နိုင်ငံကို state visit ပေါ့နော်အဲ့တော့ဘီယင်မကြီးကအလစ်ဇဘတ်ဘီယင်မကြီးကဖိတ်တဲ့ UK နိုင်ငံကိုအလေလာတဲ့ခီးစဉ်မှာသမ္မတအိုဘားမားတို့အင်ဂျူတော်ကသူတို့သူတို့တောက်တဲ့တောက်ရည်ဘူးအစအကုန်သိလာတာလုံးဝသူတို့အထီးမခံဘူး ပြောချင်တာအဲ့လိုမျိုးရှိတာဖြစ်တဲ့အတွက်အခုဆိုရင်ဒါစောချစ်သူတို့ဒီ DGB ရခေါင်းဆောင်တွေရဲ့ DNA တွေယောဂပဲတစ်ခုရှိတာဆိုအမေရိကန်ထောက်လိုက်ရေးကသိလောက်ပြီဘယ်တော့စောချစ်သူတွေအင်သာတက်မယ်ဗျာဥပမာပြောချင်တာဒါညစ်ပတ်တာပြောတာမဟုတ်ပါဘူးဒါကကျမ်းမာရေးရှုတော့ကအဲ့တော့အေးသူတို့ထဲမှာရှိတဲ့အဲ့ဒီကြားဖြတ်ကလူပဲဖြစ်ဖြစ်အေးသူတို့ DGB တရားကိုပဲပတ်စံပေးပြီးတော့ဗျာအဲ့ဒီသူ့မစင်ကိုယူလိုက်မယ်ဗျာ အဲ့ဒီမစင်ကိုယူသွားပြီးတော့ဘက်ခွက်ကန်းနေဆောချက်သူမှာဘာယောဂါရှိတာအစားသွေးတိုးလာစီးကျိုးတာနှလုံးလာအစားအကုန်သိတယ်ဟိုကကြောက်ကြနာကနော်ဟိုတနည်းအားဆိုရင်ဗျာဆောချက်သူတို့အုပ်စုပါလဲကရင်ဒုံရင်းလာပါလားလောက်တာအဲ့ဒီတီနေရကိုအမေရိကန်အကုန်သိတယ်ကြောက်ကြနာဒါတွေကဆက်တလိုက်နဲ့ကြည့်လိုက်ရင်ကျွန်တော်တို့တော့မကြည့်နိုင်ဘူးပေါ့ဗျာမင်းအောင်လိုက်လို့လည်းအဲ့လောက်အဆင်လည်းမရှိဘူးလေမြန်မာနိုင်ငံကဂျိုဒူးတင်ထားနိုင်တဲ့အနေထားလည်းမရှိဘူးလေအဲ့တော့ ဟိုကအကုန်သိတယ်ပြောတယ်အကုန်သိတယ်မပတ်သက်ခြင်းလို့ကိုမပတ်သက်ပဲနေနေတာဒါပေမဲ့သူ့နိုင်ငံသားကိုသွားပြီးတော့ပြားအောင်ဒုံးနေတဲ့တူလာဗျာအဲ့ဒီထဲမှာဒေါ်နယ်ထွက်သွားပြီးဒုံးနေတဲ့တူလာကဘာပေါ်မှာဟိုခစ်စကားနဲ့ပြောရင်လှုပ်ချင်တာလှုပ်နေတယ်ခေါင်းဆောင်ဗျာသိတယ်မလားသူမှန်တဲ့ထင်အကုန်စော်နေတာအဲ့တော့တပရဒေါ်နယ်ထွက်ရဲ့စိတ်နေစိတ်ထားဟာ तू အမျက်ပဲလူကျင်တာအကောင်းပဲလူကျင်တာ သူ့ကိုဒုက္ခရအောင်လုပ်မယ်သူ့စီးပွားတိခိုက်အောင်လုပ်ရင်ရေစုံရေပြလိုက်ဖျဲမဲ့သဘောရှိတယ်လိုက်လံနှိမ်နေမဲ့ဆိုအဲ့ဒါသမရတော်နဲ့ထွက်ရဲ့စိတ်နေစိတ်ထားသူ့ကိုချီးကျူးတာပဲလိုချင်တယ်သူအောင်မြင်တာပဲကြားချင်တယ်အကောင်းပဲကြားချင်တယ်ပေါ့ဗျာအဆိုးမကြားချင်ဘူးပြီးတော့ तू လုပ်သည်မအရာအလုံးအောင်မြင်ချင်တယ်အမျက်ရချင်တယ် तू ကအဲ့လိုစိတ်နေစိတ်ထားရှိတယ်ဘယ်လိုပြောမလဲမာနရှိတဲ့ခေါင်းဆောင်ပေါ့ဗျာနော်အဲ့လိုမျိုးဖြစ်လာတဲ့ခါကျရင်သူ့ကို ။ तू အုတ်ချုပ်နေတဲ့အချိန်မှာ तू သူ့နိုင်ငံကလူတွေရဲ့ပတ်စံတွေလာလိန်နေတဲ့လူကိုသူသူကိုကိုဗျာဘယ်သူမှစိတ်ဆိုးမှာပဲမဟုတ်ဘူးလား။လူကြီးမင်းသေချာစဉ်းစားကြည့်လူကြီးမင်းအိမ်မှာရှိတဲ့မိသားစုဝင်တယောက်ရဲ့ပတ်စံကိုရက်ွက်တဲ့ကလေးကလူသွားတာပဲဖြစ်ဖြစ်အနိုင်ကြီးမီယူသွားတာပဲဖြစ်ဖြစ်လိန်သွားတာပဲလူကြီးမင်းပြန်မလုံနိုင်တော့တော်တော်လေးစိတ်ဆိုးမှာဟုတ်တယ်မလားအခွင့်ရရနဲ့ပြန်လုံချင်ပါလေအဲ့ဒီသဘောတရားနဲ့အတူတူပဲလေအဲ့တော့ ပေါ်ပြီးတော့သမရတော်နဲ့တော့ဒုံနဲ့သာထိုးတာဒုံနဲ့ထိုးတော့ဟိုကဦးပြန်ကစ်ပြီဦးဆက်ရှင်နေချတယ်ဆက်ရှင်နေချတယ်ပြောချင်တာကသူတို့ကိုဆက်ရှင်ချနေတာတော်တော်ကြာပြီလွန်ခဲ့တဲ့နှစ်အနည်းနဲ့သုံးနေတယ်အဲ့ဒါကိုလည်းဂယူးမဆိုင်ဘူးဗျာသိတယ်မလားတော်ပြောတောင်ပြောနေရှောက်ပြီးတော့ဆက်လုံနေကြတယ်ဆက်လုံတော့အခုကေကေဘတ်ကိုဘုံခွဲမယ်လို့ဆိုသူထွက်ပြေးလာတဲ့နိုင်ငံသားတွေအများကြီးအဲ့ဒါကေကေဘတ်ထဲမှာရှိနေတာသိကြနေတဲ့ကိစ္စကြီးအဲ့တော့သူတို့က လိမ့်ကျင်တယ်ဥမာတော့ထိုင်းထိုင်းထောက်လန့်ရည်တွေကိုလည်းသူတို့လိမ့်လို့ရမလားเนาะထိုင်းကလည်းအကုန်သိတယ်ထိုင်းကလည်းခံထားပြီးသားအခုယာတုကစဉ်းသွားတယ်ထိုင်းဝန်ကြီးချုပ်ဟောပေးထုတ်တန်းကိုတိုင်ပြောသူကိုတိုင်ကြားဖြတ်နေလေအဲ့အလိမ့်ခံလိုက်ရတယ်အဲ့တော့ဘယ်လိုပြောမလဲလက်ရဲစက်ရဲနေဗျာသိလားဟိုသူတို့ဒုတ်လိုက်ထိုးတာသူတို့ထင်နေတာကဟိုဒီစကမကထင်တယ်လို့ပေါ့ငါအိမ်မှာငါနေတယ်ငါရွာမှာငါနေတယ်ငါတနက်ငါကြိုင်တယ်ဘယ်သူဘာလာဘာလာလုပ်လို့ရမလဲ အဲ့တော့လူဘာဝတာပေါ့ဗျာအခုတွေ့ပြီလင်းုံနဲ့အဲ့တော့ရှင်းရှင်းလေးကျွန်တော်တင်ပြခြင်းတန်ကအခုကျွန်တော်တို့ဒီကစားပွဲအိုင်းတဲကိုတရုတ်ကိုခေါ်သွင်းလာတာလဲစကားမှာပဲဒီဒိုင်ကျုပ်ပေါ့ဗျာနော်ဒီကြားဖြန့်ဒိုင်ကျုပ်ကြီးပေါ့ခိုင်ကျုပ်ကြီးပေါ့ရုရှားကိုခေါ်သွင်းလာတာလဲသူတို့ပဲစကားမှာပဲအခုအမေရိကန်ကိုမှခေါ်သွင်းပြီသူတို့ပဲအချိန်တန်မှာ ပြပအာကိုပစိန်ယူလာမလို့ねကျွန်တော်တို့ခေါ်သွင်းတာမဟုတ်ဘူးကျွန်တော်တို့ခေါ်လည်းမလာဘူးဒူဘိုင်နဲ့လက်ထက်တည်းကထောက်ခံပါတယ်ထောက်ခံပါတယ်ပဲဗျဇက်ကပဲပြောနေတာကျွန်တော်တို့ကဘာမှမလာဘူးအခု ABC ဝိုင်းတဲ့ကိုခေါ်သွင်းလာတာဘာလို့လဲသူတို့ပဲဘလိုပုံစံနဲ့ခေါ်သွင်းလာတာလဲပြအောင်ဒုံးနဲ့တထိုးတော့ဟိုကဒေါသထွက်ပြီလူကြီးမင်းစဉ်းစားကြည့်ဗျာဒေါ်လာ7ဘီလီယံဆိုတော့ဒေါ်လာတန်ပေါင်း1000ရှိတယ်ဗျာသူများပတ်စံဗျာ ဆိုအလကားရတယ်များအောင်မင်းတို့အဲ့ဒီပတ်စံနဲ့ဇိန်နေခံနေကြတာအဲ့ဒီပတ်စံနဲ့တို့ဟိုတနတ်တွေကိုကင်ပြီးတော့ဘယ်လိုပြောမလဲဟိုအင်ပါယာထူထောင်နေကြတယ်အခုဒုတိယတထိုးတော့ဟိုကလာပြီဟိုကတကယ်ပြောရတကယ်ချမှာနော်အီရန်ကိုသတ်စော်ရတာလည်းကြည်နော်ဘသူကိုလိုက်စော်ရတာကြည်ဟိုတော့ကဟိုစီးရီးယားကိုလည်းသတ်စော်ထားတာရှိတယ်နော်အများကြီးပြောစရာရှိတယ်အမေရိကန်စော်ပြီးဆိုရင်ဥမာ ပါကစ္စတန်မှာဟိုဘာလဲဘယ်လိုပြောမလဲဘုရုသွားဖမ်းတာလေအင်းပါကစ္စတန်မှာသွားဖမ်းတာလေဘုရုံက911တရားခံလေပါကပါကစ္စတန်မှာသွားဖမ်းတာဘူးလေနော်အချိန်တုန်းကပနားမမှာလေပနားမကောက်ဆောင်နူဒီနူဒီဟူလာသူနာမည်သူ့ကိုလည်းသွားဖမ်းဘူးလေနော်ပါကစ္စတန်မှာဘင်လန်ဒင်ကိုသွားဖမ်းဘူးလေဘာအောင်မင်းတွေလည်းမသိဘူးကွာ ဟုတ်ကဲ့ပြားအုံမှာဒုံးနဲ့တတူနေလားအချိန်မြွေးလာပြီးတော့အဲ့ဒီခိုင်းချုပ်ကြီးကိုနေပြီးတော့လာပြီးတော့ဟိုလာခေါ်ဝိုင်းမနေ့ကျလို့ဘဲပြောက်လို့ပြောက်မှန်းတော့မသိပဲနဲ့သူတို့ကြားဖြတ်နေ ਉਹ လို့တလူမျိုးဟိုကျွန်တော်တို့ပြည်သူတွေကိုပြန်ပေးဆွဲခံရတယ်လို့မျိုးတော့ကျွန်တော်တို့ပြည်သူတွေညဘက်ကျရင်ခလေးတွေပြန်မလာဘူးလေအဲ့လိုမျိုးသူ့အချိန်မြွေးလာခေါ်သွားလိမ့်မယ်ဟောအဲ့ဒီခေါ်သွားဖို့လေဘာမှမလိုဘူးရဲရင်နှစင်းနဲ့သူတို့အထူးတက်ဖွဲ့၁၀ရောက်လောက်ပါလာရင်ရပြီ နေပြည်တော်ဝင်ချသွားမယ်သူအိတ်တဲ့အိမ်ညမှာသွားကုန်မယ်သူကသူကြိုက်တဲ့နေရာမှာအိတ်ဗျာပြောချင်တာသူတို့ထင်တယ်သူတို့ကသူတို့လုံလာပြီးထင်နေတာသူကြိုက်တဲ့နေရာမှာတပ်ပေါ်ဟိုအပေါ်ကနေစောက်ကြည့်နေတာပြောချင်တာကအဲ့ဒီဂိုင်းကျုပ်ကြီးခမင်းပါဒီနေ့ဘာဟင်းစားတယ်ဘာထမင်းစားတယ်ဘယ်အိမ်သားပဲနေခါတက်တာစားဟိုအကုန်သိတယ်အသာလေးလာကုတ်သွားမှာအသာလေးလာယူသွားမှာအဲ့တော့အမေရိကန်ဟာတကဘာလုံးကအလကား ချစ်ကြောက်ယူသိနေကြတာမဟုတ်ဘူးเนาะအမေရိကန်ကတကဘာလုံးကချစ်ကြောက်ယူသိနေကြရတာဘာကြောက်လဲတကယ်လုံနိုင်တာနိုရီကနိုရီကပနားမှာမှာလေဟုတ်တယ်နိုရီကကိုလည်းသဖန်ဘူးတယ်เนาะဂဒါဖီအိမ်ကလည်းဘုံခဏခဏလာချေးတာเนาะအဲ့တော့ဂဒါဖီလည်းသူတို့ဖမ်းဖို့ကြိုးစားတာမရလို့ဖြစ်နေမယ်အဲ့တော့နောက်မှမဖမ်းချင်လို့လည်းမဖမ်းတာပေါ့ဗျာအဲ့တော့ ပြည်တွင်းမှာရှိတဲ့ကျွန်တော်တို့ပြည်သူတွေကိုတနပ်ပြပြီးအနိုင်ကျင့်လို့ရတယ်သူတို့အရာရာလုပ်လို့ရမှန်းထင်တယ်အဲ့လိုဟိုကလဖမ်းရင်တရုတ်ကသူတို့ကာကွယ်ပေးမယ်တရုတ်ကိုယ်တိုင်ကသူတို့ဖမ်းကျင်နေပြီအဲ့ဒီကြားဖြတ်တဲ့ကိစ္စဘာလို့တရုတ်နိုင်ငံသားတွေကိုလည်းသူတို့လိန်နေတာတကမာလုံးကပတ်ပြီးလိန်နေတာဗျာအဲ့ဒီထဲမှာမှအမေရိကန်ကတော့နည်းနည်းဟိုချမ်းသာပေးပေါ့ဗျာကိုယ်ကိုလာပြီးဒုက္ခပေးတယ်အဲ့ဒါကိုမကြောက်မရွံ့ဗျာသိလားအမေရိကန်ကတော့လောက်တာ ဟိုကသူ့နိုင်ငံသားတယောက်ထိနော်စစ်ဖြစ်မဲ့စစ်ဖြစ်မဲ့ဆိုတဲ့နိုင်ငံပြအခုသူ့နိုင်ငံရဲ့ပတ်စံတွေပြ10ဘီလီယံဆိုတာနည်းတဲ့ပတ်စံမဟုတ်ဘူးဗျာအမေရိကန်နိုင်ငံမှာ10ဘီလီယံဆိုတဲ့ပတ်စံကနည်းတဲ့ပတ်စံမဟုတ်ဘူးအဲ့တော့ပြောင်းနေဒုတိယတထူတော့ဟိုကဟိုကအခုတုတ်ပြန်ပြီရိုးရိုးလေးဆက်ရှင်တာမဟုတ်တော့ဘူးသူတို့ကိုတိုက်ဖြတ်ရေးအဖွဲတစ်ဖွဲပေါ့ဘာမားဆိုတဲ့နာမည်နဲ့ကိုတက်ပြီးတော့ အမေရိကန်ကကြီးညာပြီပြောချင်တာကဗျာလင်းယုံကြီးက ICC တွေဘာတွေတိတ်ကူးဆိုင်တာမဟုတ်ဘူး ICC ဦးလည်းသူကြည့်လို့ရတာမဟုတ်ဘူးလင်းယုံကြီးက ICC မလို့ဘူးသူတကယ်ရေးယူခြင်းသူကိုယ်တိုင်သူတတ်လွတ်ပြီးသူလာဖမ်းတာကြောချင်တာကလင်းယုံကြီးတလုံးပဲတလုံးပဲချလိုက်ခင်ဗျာနေပြီးတော့တခုလုံးပြကြသွားမှာဘာအောင်မင်းတယ်လင်းယုံကြီးအဲ့ဒီကနာတော့ဗိုလ်ချုပ်သူတို့အုပ်စုဒီ GKP အုပ်စုတို့ဘာများအောင်မင်းနေလဲမသိဘူး ပြောချင်တာကသူများနဲ့မပတ်သက်ချင်ငကိုတည်းမပတ်သက်နဲ့ရှင်းရှင်းနေကင်းကင်းနေလीဘာကြောက်အမေရိကန်နိုင်ငံသားတွေကိုသွားလိန်တာလဲအဲ့တော့ဘသူပြပြမိမိဘူးပဲအဲ့ဒီဂိုင်းချုပ်ကြီးကအစဟိုအင်ဗျူတော်မှာဟိုဒေါ်လာ3သန်းလောက်အကုန်ကြခံပြီးလော်ဘီတွေငှားပြီးတော့ဘလူးပလဲသက်လို့တာဒါပေမဲ့ အနောက်ွယ်မှာကြတော့သူ့လူတွေကတစေသူကဂိုင်းချုပ်လေသူကဒိုင်ချုပ်လေဒိုင်ချုပ်ဆိုတော့သူကဒိုင်ချုပ်ဆိုတဲ့သဘောတရားအားလုံးသိပါတယ်နှလုံးနှလုံးတီထိုးလို့ဒီမှာလာသမျှအကုန်လက်ခံတယ်သူကနောက်ဆုံးဒိုင်ချုပ်စီမှာလာအားတယ်လက်ခွဲဒိုင်ဒီအားလုံးကဒိုင်ချုပ်စီမှာလာပြီးအချိန်တိုင်းလာစဉ်နှစ်ပတ်တခါစင်းအားတယ်အဲ့တော့သူကဒိုင်ချုပ်ဆိုတော့ဟိုဟိုအရှိရနေပြီးတော့လူကြားကောင်းအောင်လော်ဘီတွေငှားဆယ်သန်းလောက်ပေးပြီးတော့ မရဒေါ်နန်ထရန့်ရဲ့မျက်နှာလိုမျက်နှာရသလိုတဲ့နောက်ွယ်မှာကြတော့သမရဒေါ်နန်ထရန့်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့အမေရိကန်နိုင်ငံသားတွေကိုပလုတဲ့ခါကြတော့ဟိုကရည်စုံရည်ပြားလိုက်မှာလူကြီးမင်းများခင်ဗျာအမေရိကန်ကိုဗာအောင်မိနေတယ်နာဇီဟစ်တလာနဲ့အပေါင်းပါတွေကို ရေဆုံးရေပြားလိုက်တာအမေရိကန်တပည့်အစ္စရေးမောဆက်ကိုဗာမများအောင်မင်းနေလေရေဆုံးရေပြားလိုက်တာနော်လင်းရင်ဟာချက်ကုတ်ချက်ခဲနော်လင်းရင်ဟာခဲထားပြီးဆိုရင်မရရအောင်လိုက်ခဲတာနော်လင်းရင်ကိုရှော့မတွက်နဲ့အဲ့ဒါဘသူပြပြဝင်းမှုပဲကျွန်တော်တို့ကတော့ခေါ်လာတာလည်းမဟုတ်ဘူးသူတော်သူတော့ခေါ်လာတာဘာကြောင့်လဲသွားပြီးသွားလောက်တာဘူး ပြားဟုတ်ဒုံးနဲ့တထူတာအဲ့တော့သူဒူဇန်ဇန်မော်ဗျာနော်မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်နေကိုနှိမ့်နေ test force တခုကိုဘာမှနာမည်နဲ့ကို ဖွဲ့လိုက်ပြီအမေရိကန်တရားရေးဝန်ကြီးဌာနကနေဖွဲ့တယ်အဲ့ထဲမှာတခြားဌာနတွေပူးပေါင်းဆောင်ရွက်မယ် FBI လည်းပါတယ်ပေါ့ပြောချင်တာက FBI က KK ပတ်မှာရှိတဲ့ကြားဖြတ် ် operation နှစ်ခုတော့လုပ်ပြီးသွားပြီကျွန်တော်တို့မသိတာနော်ပြောချင်တာကျွန်တော်တို့ရုပ်ရှင်ထဲမှာကြည့်ဘူးတယ်ကျွန်တော်တို့ငငယ်တုန်းကကြတော့အားလုံးကျွန်တော်အသက်အရွယ်တွေအားလုံးသိပါတယ်ကျွန်တော်တို့ကဘာသာပြန်ဝတ္ထုတွေအရန်ဖတ်ခဲ့တယ်အဲ့ဒီချိန်ကကျွန်တော်တို့ဖတ်တဲ့ဘာသာပြန်ဝတ္ထုတွေကအရန်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါမျိုးတွေပေါ့ဗျာသိလားဒီ CIA ရဲ့ operation တွေ MOSAD ရဲ့ operation တွေပေါ့နော် MI5 ရဲ့ operation တွေပေါ့ သူတို့ operation လုပ်တဲ့ကိစ္စတွေကိုကျွန်တော်တို့အရန်ဖတ်ခဲ့ရတာအဲ့တော့ထိုင်းနိုင်ငံမဲဆောက်မြို့ကြီးရဗျာဥဒဟိုလူတို့လူတကာဝင်ထွက်နေတာဗျာထိုင်းနိုင်ငံကတကယ်မလုံခြုံတဲ့နိုင်ငံဗျာသိလားဒါကျွန်တော်မတရားပြောတာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်အခုမနေ့တည်းကမှသွားပြီးပြန်လာခဲ့တာထိုင်းနိုင်ငံကလုံးဝလုံခြုံမှုမရှိတဲ့နိုင်ငံမှာတရားဥပဒေစိုးမိုးမှုမရှိတဲ့နိုင်ငံအဲ့တော့ဒီနေမဲဆောက်မှာ ကြိုက်တဲ့လူတော်ကြိုက်သူလိုလာလို့ရနေတယ်ဆိုရင် FBI တို့ CIA တို့ကအေးစစ်စစ်လာပြီပေါ့ဗျာနော်လာပြီးတော့မလုပ်မလဲချောင်းနေမှာပေါ့ဗျာပြီးတော့သူတို့ special train လုပ်ထားတယ်လူကြီးမင်းခင်ဗျာဟို FBI တို့ CIA တို့ဆိုလို့လူကျူတွေတို့မထင်လိုက်တယ်နော်နော်လူကျူတွေလို့မထင်လိုက်နဲ့အမေရိကန်နိုင်ငံမှာ မြန်မာຫນွေဘွားအမေရိကန်နိုင်ငံသားဖြစ်တဲ့လူကသိမ်းတဲ့ချီရှိတယ်။အဲ့တော့အဲ့ဒီလူတွေကိုလည်းသူတို့ train မလုပ်ထားဘူးလို့ဘသူအာမခံနိုင်မလဲ။ပြောချင်တာကအဲ့ဒီ FBI တွေ CIA တွေဆိုတာလေအမေရိကန်နိုင်ငံသားမြန်မာຫນွေဘွားတွေပဲဖြစ်နေအောင်မှာ။ဒုသမုတ်ရင်လေတရုတ်ຫນွေဘွားတွေထိုင်းຫນွေဘွားတွေဘာလို့မြန်မာနဲ့ရုပ်ဆင်တယ်လေ။မြန်မာနဲ့ရုပ်ဆင်တဲ့လူကတရုတ်ရှိတယ်၊ထိုင်းရှိတယ်၊အင်ဒိုလိုမလေးလိုရှိတယ်၊ဖိလစ်ပိန်လိုရှိတယ်။အမေရိကန်နိုင်ငံမှာဖိလစ်ပိန်ကသားနက်ချီရှိတယ်။ ဲ့တော့ဒီထိုင်းနယ်စပ်မှာလာလို့မဲ့ FBI တို့ CIA တို့ရဲ့စစ်စီရေးဟာလူဖြူတွေကိုမျှောမနေနဲ့နော်ပြောချင်တာကဒါဟင်းလေးပေါ့သူလိုကိုလိုဗမာရုပ်တွေပဲလာမှာအဲ့လိုလာပြီးတော့လေဦးစော်လိုက်လို့ဒီဒီ operation နှစ်ခါတော့လုပ်ပြီးလို့ပြောတယ်ဒါကြောင့်ကျွန်တော်တို့ကစဉ်းစားနေတာဘာကြောင့်ဒီစကမမင်းအောင်လိုက်တို့အုပ်စုက မင်းအောင်လိုက်တို့အုပ်စုကဒီကေကေပတ်ကြီးကိုဘုံခွဲဖို့လုပ်နေတာဘယ်ဟုတ်မလဲသူတို့တခါခံလိုက်ရပြီပြောချင်တာသူတို့သိထားပြီးပြီ CIA ဟိုဒီပေါ့အမေရိကန်ရောက်နေပြီဆိုတာသူတို့ခံလိုက်ရပြီခံလိုက်ရလို့အဲ့ဒါကိုဟန်ပြနေတယ်အာကျွန်တော်တို့ကြောက်ပါပြီဘာညာမှာဆိုတော့ဘုံခွဲပြတာအဲ့တော့အခုမှအမေရိကန်အစိုးရကသတင်းထုတ်ပြန်တာအဲ့ဒါကိုသိလို့လေထိုင်းဝန်ကြီးချုပ်က သူအမေရိကထိုင်းနိုင်ငံရဲ့နေပြည်တော်ကနေပြီးတော့အမေရိကန်နိုင်ငံရဲ့လာလုပ်တဲ့ operation တွေပေါ့သူလျှို့ဝှက်စစ်ဆင်ရေးတွေကိုထိုင်းအစိုးရမသိစရာမရှိဘူးအဲ့တော့ထိုင်းအစိုးရဆိုတာလေအမေရိကန်ရဲ့သားပဲအမေရိကန်တပည့်အရင်းကြီးထိုင်းနိုင်ငံမှာ corporate စစ်ဆင်ရေးတစ်ချိန်လုံးလုပ်နေတာဟုတ်လားအမေရိကန်ရဲ့ပူးတွဲစစ်ကြီးလေးလုံးနေတာအဲ့တော့ဒါနဲ့ရှင်းတာဘာရှိအောင်လဲဗျအဲ့တော့ဒါဒီသူတို့ဂျမန်ငင်တာ သူတို့လမ်းကသူတို့သူတို့အတက်ကျူးတာခေါ်မှာပေါ့ဗျာနော်သူတို့အတက်ကျူးတယ်ပဲခေါ်ရမှာပေါ့သူတို့ကသူတို့တခြားစဉ်းစားကြည့်နော်ဒီစကားမာတွေဒီစစ်ဘိုလ်ချုပ်တွေဒီကြံဖို့တွေဘလောက်တိညံမရှိဘူးလဲဆိုရင်ဒီကျွန်တော်တို့ကစားဝိုင်းတဲကိုကျွန်တော်တို့ကွင်းတဲကိုစီဝိုင်းတဲကိုတရုတ်ကလည်းဆွဲသွင်းလာတယ်ရုရှားကိုဆွဲသွင်းလာတယ်အခုနောက်ဆုံးအမေရိကန်ကိုဆွဲသွင်းလာပြီသူတို့ရဲ့လုပ်ရက်ကြောင့် चुनौनों ने बामा मिसाइल मूव